မင်္ဂလာပါကျွန်တော်အခုပြပြပေးသွားမယ့်သင်ခန်းစာကတော့ကျွန်တော်တို့ routing မလုပ်ခင် PCB design rule check ကိုပြပြပေးသွားမယ်ကျွန်တော်တို့ PCB design rule check ဆိုတာဒီ electronic component လေးတွေကို footprint လေးတွေကို PCB ပုံပြပေါ်မှာကုန်နေရာချပြီးဆိုတာနဲ့ကျွန်တော်တို့ဒီ wire တွေကိုမဆက်ခင် routing မလုပ်ခင်ကျွန်တော်တို့မှန်မှန်မှန်ကုန်ဆက်ရပါမယ်ကျွန်တော်အလားလေးကိုပြပြပေးသွားမယ်ကျွန်တော်တို့2ပါးကနေ2တော့ပါ design rule check ကိုလက်ကလစ်ပေးပါ design rule check button လေးကိုလက်ကလစ်ပေးပါ ်နောက်ဆောင်ပါနောက်လို့ group correlation ပြန်နဆက်တော့ဒါ error ပြအဲ့ဆိုကျွန်တော် error ပြတာလေးကိုကျွန်တော်မှတ်ထားပါ skip to skip ပြီးရင် skip to ဆိုတာမှပြီးရင် whole site ဟုတ်ပြီဒါလေးကိုကျွန်တော်မှတ်ခဲ့ပါဟုတ် PC ပုံပြောက်ပြန်တော့ရမယ်။ဟို2ဘာနေဒီဇိုင်းတော့ပါ။ root ကိုလက်ကလစ်ပေးပါ။ ဟိုဒီထဲမှာ design ကိုအဲထဲမှာမှကျွန်တော်တို့ဘူးနာဟာလေးတွေကျွန်တော်ထဲမှာ menu ဖျားထဲမှာပါတယ်အဲ့တော့ဘူးနာကျွန်တော်မှတ်ခဲ့တာ skate to ဆိုတာမှာကျွန်တော် skate to ဆိုတာဟုတ်ပြီဒီကောင်က minimum clear လဲကို0.254ပေးထားတယ်ကျွန်တော်အဲ့လိုမျိုး0.1လို့ပြင်ပါ0.1ပြီးနောက်တစ်ခုကကျွန်တော် skate to skate clear ဟုတ်ပြီ ဒါလေးကိုလည်းကျွန်တော်တို့0.1လို့ပြင်ပါပြင်တော့ခုက whole size ရဲမှာလည်းကျွန်တော် whole size ဒီကောင်လေးကိုကျွန်တော်တို့က minimum 0.2လို့ထားပေးပါ maximum တန်းလို့ထားပေးပါဟုတ်ပြီကျွန်တော်တို့အဲ့ဒါပြပြီဆိုအဲ့ဒီအရာကိုကြည့်ပြီးတော့ကျွန်တော်ဒီထဲမှာကုန်ပြင်ပါကျွန်တော်ဒီထဲမှာကုန်ရှိပါတယ် electrical electrical မှာဆိုကျွန်တော်တို့ clear ကျွန်တော်ဒီမှာ routing ကိုရဲမှာပါပဲဒီတဲ့ဟုတ်ပဲသွားပြင်ပါကျွန်တော်အခု run နေပြတဲ့ error တုံးကို ပြင်ပြီးသွားပြီဆိုတော့ကျွန်တော် okay ကိုနှိပ်ပါပြန်ဆက်ပါမယ်ကျွန်တော်2ပါနေ2ကိုသွားပါ design view ချက်ကို left click ပေးပါ design view ချက် button လေးကို left click ပေးပါခဏဆောင်ပါဒါလေးကိုပြေးပါကျွန်တော် စက်တစ်ခုရှိတယ်ဟုတ်ပြီအဲ့စက်တစ်ခုကျွန်တော်စက်တစ်ခုကဘာလဲပြန်သွားကြည့်မယ် skip to skip ဒါကျွန်တော်ပြင်ခဲ့ပြီတာဟုတ်ပြီကျွန်တော်ပြင်ခဲ့ပြီးတော့ဘာတွေထပ်မှားနေရလဲကျွန်တော်အားလေးကိုကြည့်ပါမယ် PCB ပုံပြအောင်ပြန်သွားပါတော်ပြီညဘာတော့ကဒူပါလေးမှာ PCB ဆိုတာကိုလက်ကလစ်နှိပ်ပါ PCB ရူက modulation ကိုလက်ကလစ်ပေးပါဟုတ်ပြီတော့ဒီမှာဒီအောင်ပါကျွန်တော်မှားတဲ့ဟာလေးဒီမှာဒီမှာနံပါတ်လေးပါတယ်။တော်မှလိကဆွဲပြတယ် ိနေဒီကောင်လေးရဟုတ်ပြီကျွန်တော်မှားတာဘယ်နှခုလဲကျွန်တော်လိုက်ကြည့်မယ် D3 ရယ် D2 ရယ် D1 ရယ် D4 ရယ်အဲ့တော့ D1 D2 D3 D4 လေးကိုမှားတယ်ဟုတ်ပြီဒါလေးကိုကျွန်တော်မှန်းနေရသွားပြင်ပါမယ်ဒါလေးကိုပိတ်ပါ2ကနေ view တော့ပါ fit document ကိုလက်ကလစ်ပေးပါဟုတ်ပြီကျွန်တော်ကခုန D1 2 3ဟုတ်ပြီကျွန်တော်မောက်ဆူရကနေ zoom ဆွဲပါ right click ကိုဖိပြီးဆွဲယူပါ ားလေးရထိနေကျွန်တော်ပြင်ပါမယ်ဆိုပြီးကျွန်တော်ပြင်ပြီးသွားပြီဆိုရင် save button လိုက်ပါသူကနေပြူတော့ပါ fit document ကိုလက်လက်ပေးတော့မဟုတ်ဘူးကျွန်တော်တော့ဒါကိုပြန်ချက်ကြည့်မယ်ကျွန်တော်သူကနေတိုးတော့ပါ design view ချက်ကိုလက်လက်ပေးပါ design view ချက် button ကိုလက်လက်ပေးပါ ဟောဒီမှာ2.0ကျွန်တော်တို့အမှားမရှိတော့ဒါဆိုရင်ကျွန်တော်တို့ပြောင်းသွားပါပြီ PCB တော့ဦးမှာကိုပြောင်းသွားပါဟုတ်ပြီကျွန်တော်တို့ routing မလုပ်ခင်ဘာလေးမဆက်ခင်မှာကျွန်တော်တို့ဒီ design reset ကိုစစ်ပေးမှရပါမယ်စစ်ပေးမှာကျွန်တော်တို့ manufacturer ထုတ်လုပ်တဲ့ချိန်ကြမ်းဒီကောင်တွေထုတ်လုပ်တဲ့ချိန်ကြမ်းလည်းဒါအဆင်ပြေမှာဖြစ်ပါတယ်ကျွန်တော်တို့မှားတဲ့ error လေးကိုကျွန်တော်တို့ကြည့်မယ်ကြည့်ပြီးတော့မှတ်မယ်မှတ်ပြီးတော့ကျွန်တော်တို့အဲ့ error တိုင်းကျွန်တော်တို့ clear လေးကိုတွားပြင်မယ် ပြင်ပြီးရမှာအထပ်မှားရဆိုရင်ကျွန်တော်တို့ဒီအောက်က2ပါးနဲ့ PCB ကနေတွားပြီးတော့ဘာမှလည်းဆိုအကြည့်ပြီး menu ကိုတွားပြင်မယ်။နားလည်းမယ်လို့ထင်ပါတယ်။ကျေးဇူးတင်ပါတယ်။